ဟဲ့ကလေးမင်းဘာလုပ်နေတာလဲလို့လှမ်းမိလိုက်တယ်။တဲကလေးလက်ကြီးရဲ့ရှင်ကျွန်တော်ချက်သိမ်းပြီးပါထားပါတော့။ကလေးကမျက်လုံးတွေမရှိဘူး။ဘာလုံးဝမင်္ဂလာပါ။ကျွန်တော်ရဲ့ Horror by Mary Channel နေ့ပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီဇလန်းကတော့ကျွန်တော်ဘွားရဲ့ဖြစ်ရမှန်ဇလန်းတစ်ခုပေါ့။ကျွန်တော်ကရေခဲမုံတွေတယောက်ပါ။ပြောရရင်ကိုပိုင်လုပ်ငန်းတစ်ခုပေါ့။ဒီမတိုင်ခင်စားတော့ဆိုင်မှာပတ်တိုင်းလိုမျိုးအချိန်ပိုင်းလုပ်တွေလုပ်ခဲ့တယ်။ ။တနေ့လုံဖောက်ကိုင်းဘက်အမတဦးနဲ့ဆုံခဲ့တယ်။သူကကျွန်တော်ကိုရေခဲမုံရောင်ကိုစပြီးတွန်းအားပေးခဲ့တယ်။ရေခဲမုံလုံးလေးကိုလည်းသူတင်ပေးမယ်တဲ့။ကျွန်တော်မှရောင်းကြရကားမရှိဘူးလို့ဆိုတော့သူမရဲ့ကားအဟောင်းတစ်စီးကိုငှားပေးခဲ့တယ်။ဒါကတော့ကျွန်တော်ဘွားရဲ့အစပေါ့။နောက်ပိုင်းကျွန်တော်လုံကနေထွက်လိုက်တယ်။ကိုပိုင်လုပ်ငန်းသေးသေးလေးဖြစ်တဲ့ရေခဲမုံကားလေးကိုစတင်ခဲ့တယ်ပေါ့။ဒီကားနဲ့မျိုးနှံကိုလိုက်ရောင်းခဲ့တယ်။ ပန်းညံသားတွေကိုရောင်းရတာရမ်းကိုပြောဖို့ကောင်းတယ်စားသုံးသူကကလေးတွေကြည်ပါပဲသူတို့လေးတွေစီကပြောတွေကကျွန်တော်စီကိုကူးဆက်တယ်မှတ်မိပါသေးတယ်ကလေးလေးတယောက်ကိုနေတိုင်းလိုလိုကျွန်တော်ရဲ့ရေကမုံအားပေးတယ်ဒါကတော့ကျွန်တော်ရဲ့လုပ်ငန်းအကြောင်းပေါ့ဒီနေ့လဲအဲ့ပန်းညံကိုနေ့လယ်ပိုင်းလောက်မှရောက်သွားခဲ့တယ်တိပင်းအေးအောင်မှကားကိုရက်ပြီးခေါင်းလောင်းလေးကိုတီးလိုက်တော့ကလေးတွေစတယ်မြေစုပြုံလာတာပါပဲတရရရကိုရောင်းရတာက အခုရေတထောင်လေးကိုရောင်းရတဲ့ရေကဲမုံတယ်လေးတယောက်ဖြစ်နေပါပြီ။ဒီအချိန်မှာပန်းချန်ရှိကခုံပေါ်မှာကလေးငယ်လေးတယောက်ကိုတွေ့ခဲ့ရတယ်။တခြားကလေးတွေရေကဲမုံလာဝယ်စားပြီးမယ်။အဲ့ကလေးကလာမွေစားတာကိုကျွန်တော်သတိထားမိခဲ့တယ်။ကျွန်တော်အတွေ့အကြုံကတော့ဒီကလေးလက်ထဲမှာပတ်စံမရှိလို့လာမွေစားတာဖြစ်နိုင်တယ်လို့တွေ့ပြီးချောကလက်ရေကဲမုံတစ်ခုကိုသူ့အတွက်ပေးဖို့ဆုံးဖြတ်လိုက်တယ်။နောက်တော့သူ့ကိုလှမ်းခေါ်မယ်ရှင်။စောနာကလေးကခုံမှမရှိတော့ဘူး။ ဒီလိုနဲ့မောင်ကြီးပြောလာတော့ကျွန်တော်လဲကားကိုတန်ရှင်းရေးလို့ခဏနေအိမ်ပြန်မယ်ပေါ့ဒီချိန်ကလေးငယ်တူရောက်လာတယ်ဒီကလေးကစောနာခုံးမထိုင်နေတဲ့ကလေးလေးသူ့ဝင်ကိုပတ်ဆံပြန်သွားယူတာဖြစ်နိုင်တယ်အခုလဲရေကမုတ်လိုချင်လို့ပြန်လာတာဖြစ်နိုင်တယ်လို့တွေးပြီးကလေးလေးရေကမုတ်စားမလားလို့မေးလိုက်တယ်သူကလက်တချောင်းထောင်ပြီးစတော်ဘယ်ရီရေကမုတ်တခွက်တက်သူ့လက်ကလေးလေးကြီးရလာညှစ်ပတ်နေတယ်ရေကမုတ်တစ်ခုကိုပတ်ဆံပေးစရာမလိုဘူးနော်ဆိုပြီး ကျွန်တော်ကမ်းပြလိုက်တော့သူ့ဘောင်းမိတဲ့ကနေပတ်စံတရွက်ကိုပြန်ထုတ်ပေးတယ်သူ့ပုံစံကိုတိတ်နားမလဲဘူးကလေးကြီးကလည်းမိဘတွေရိုက်နှက်လို့စိတ်ညစ်နေသလားလို့ကျွန်တော်တွေးမိတယ်သူ့လက်ထဲကိုရေခဲမုန်းထည့်ပေးခဲ့တယ်နောက်တော့သူကခေါင်းခိုက်ဆိုင်ပြီးပြန်သွားချင်းကလေးမင်းနာမည်ဘလို့ခေါ်လဲလို့ကျွန်တော်လှမ်းမိလိုက်တယ်ကလေးကပြန်ပြောတယ်အမေကသသိန်းတွေနဲ့စကားမပြောရဘူးတဲ့လမ်းထိပ်မှာကျွန်တော်ပြန်လာကိုသူမစောင့်နေတယ်နောက်ကျလို့မရဘူးလို့ပြောသွားတယ် ကျွန်တော်စိတ်ထဲတော့တမျိုးပဲဒီကလေးကသူ့အမေကိုအရင်ကြောက်ရတယ်လို့ထင်မိတယ်။ညာအိမ်ပြန်ရောက်တော့လေအဲ့ကလေးကြောင့်နေ တွေ့ပြီးအိမ်မပြောခဲ့ဘူး။နောက်တနေ့လေထုံးစံတိုင်းပဲကလေးတွေရှိရဒီပန်းညံကိုပဲရောက်လာခဲ့တယ်။ကျွန်တော်ရေကမုန်းနေနေရပြင်နေတော့ကောင်းနာဘောင်ဘောကညစ်ပတ်နေတဲ့လက်ကလေးကိုမြင်တော့ကျွန်တော်လန့်သွားခဲ့တယ်။ပြီးမှဒီကလေးကမနေ့ကကလေးလက်မှန်ကျွန်တော်သတိရသွားတယ်။ဒီနေ့တော့ဆောလာရှိလား။ ငါတို့ကဒါဆိုသိန်းတွေမဟုတ်တော့ဘူးနော်မင်းနာမည်ပြောပြပါအောင်လို့ပြောတော့သူ့နာမည်ကချော့ချော့ပါတဲ့ဒီကဲမုံကိုသူ့စီလန့်ကန်ပြီးတော့ညက်ပတ်တဲ့လက်ကလေးနဲ့မုံကိုယူပြီးပတ်စံကိုကျွန်တော်ကိုပြန်ကမ်းမိခဲ့တယ်ကျွန်တော်လည်းသူ့ပတ်စံလေးကိုလှမ်းယူလိုက်တော့သူ့လက်နဲ့ထိမိပြီးသူ့ရဲ့လက်ညှိုးထိပ်ကလက်သေးကွန်ကကွာသွားတယ်အဲ့လက်ကလေးကနေသူ့ရဲ့အစမပြတ်ထွက်နေတာကိုကျွန်တော်မြင်လိုက်ရတယ်ကလေးမင်းနာသွားလား sorry ပါကွာ ငါမင်းကိုဆေးတက်ပြီးမယ်ခဏနေအောင်ဆိုတာကိုအဲ့ကလေးကဘာမှပြန်မပြောပဲပန်းချန်လေးကိုပြန်သွားတယ်တေးကြပြီဒီကလေးစိတ်တန်ရတခုရနေတာလို့ကျွန်တော်ထင်တယ်လက်ကတန်ရကနာနေမယ်လို့ကျွန်တော်ထင်မိတယ်သူမိဘတွေကဘလောက်တော့ရိုက်နေတာလို့ကလေးနာကျင်နေလည်းမသိပေမဲ့သူမိဘတွေကိုစကားပြောဖို့သူ့နောက်ကနေလိုက်သွားခဲ့တယ်ကလေးကပန်းချန်လေးကိုဝင်သွားခဲ့တယ်အဲ့ပန်းချန်နောက်ထဲမှာကတောက်ကြီးတွေပဲရှိတယ် အဲ့ဒီတော့ဦးကြီးလေးကိုဘာကြောင့်ဝင်သွားတာလဲဆိုတော့သိကျင်စိမ့်နေနောက်ကနေထွက်လိုက်သွားခဲ့တယ်။တော့ဦးကြီးရဲ့လည်းတပည့်တွေပင်အောက်ရောက်တော့သောနာကလေးကရက်သွားတယ်။တပည့်ဟောက်တနေရာမြေကြီးတွေကိုတူးလက်တွေနဲ့တူးနေတယ်။တူးလက်သေးတွေအကုန်ကျုပ်ပြီးသွေးတွေစိမ့်လိုက်ထွက်နေတာကိုကျွန်တော်မြင်လိုက်ရတယ်။နောက်ပြီးသောနာကဝယ်သွားတဲ့ရေကဲမုံကိုမြေကြီးကမြုပ်ပြီးမြေပြန်ဖိုးလိုက်တယ်။ဒီယူကြောင်ကြောင်လေးစာကြီးကိုမြင်တော့ကျွန်တော်လည်းမနေနိုင်တော့ပဲဖိတ်ကလေး မင်းဘာလုပ်နေတာလဲလို့လှမ်းမိလိုက်တယ်။တန်ကလေးလက်ကြီးရဲ့ရှင်ကျွန်တော်ချက်သိမ်းပြီးပါထားပါတော့။ကလေးကမျက်လုံးတွေမရှိဘူး။သူကကျွန်တော်ကိုစိုက်ကြည့်နေတယ်။သူလုံးနေတဲ့အရာကိုနှောက်ရှက်မိလို့ထင်ပါတယ်။ကျွန်တော်ကြောတယ်။စိတ်ငနေအေးသွားတယ်။အဲဒီကလေးကပြောတယ်။ဒီအောက်မှာငားနေတယ်တဲ့။ငားအိမ်မှာငားမြုပ်တာမင်းဘူးမပါဘူးဆိုပြီးလေးတဝင်းမှာပျောက်ွယ်သွားတယ်။တရေချောင်းတွေတရေပုံမြင်တွေကိုတော့ကြားဘူးပဲ။ ဒီအဖြစ်ပြက်ကကျွန်တော်ဘွားရပထမဦးဆုံးပဲကျွန်တော်ရန်ကိုတုံ့နှုတ်သွားပြီရှင်းထောက်တွေဆိုမတက်တော့မရနိုင်တော့တဲ့ရှင်နေနောက်တော့ကြာကြိုးစားပြီဒီအကြောင်းကိုရဲတွေကိုအကြောင်းကြားပေးခဲ့တယ်ရဲတွေကဒီနေရာကိုရောက်လာပြီးစတင်ရှာဖွေခဲ့ပါတယ်လူကြီးတယောက်ကပြောတယ်လွန်ခဲ့တဲ့လလောက်ကဒီပန်းညာထဲမှာကလေးတယောက်ပျောက်သွားခဲ့တယ်တဲ့မင်းသောနာပြောတယ်ကလေးရွယ်အဲ့ပုံစံအတိုင်းပဲတဲ့တနေ့သူခွေးနဲ့အတူပန်းညာထဲကိုလမ်းလျှောက်လာတော့ မင်းစောနာပြောတဲ့တပင်ကြီးအောက်ကိုခွေးကထိုးဟောင်နေတယ်။မြေကြီးတွေကိုတူးဆွနေလို့သူငေါက်ခဲ့သေးတယ်လို့ပြောတယ်။နောက်တော့အဲအောက်ကနေကလေးလေးအလောင်းကိုတွေ့ခဲ့ရတယ်။ကလေးလေးကသေးနေတာကြားပြီးထင်တယ်။ခန္ဓာကိုယ်တွေကနေလောက်တွေအောင်ကြာနေပြီ။အပုံနှံကလည်းလူနှာခေါင်းပိတ်ရလောက်တဲ့ထိအောင်အနံ့နေထွက်နေကြတယ်။ဒီအမှုကိုရဲတွေတေချာဆောင်လမ်းဆွဆေးတော့ညတညာသားမိနှစ်ယောက်ပန်းကြံထဲကိုလာခဲ့တယ်။ပြီးတော့ကလေးလေးကို မုံထဲမှာအိတ်ဆေးကျွေးခဲ့ပြီးမိခင်ဖြစ်သူကသူ့ရဲ့သားလေးကိုဒီအစ်စ်ပင်ရဲ့မြေအောက်ထဲမှာမြုပ်ခဲ့တယ်တဲ့ကလေးနိုးလာတော့မြေကြီးအောက်ထဲမှာလန့်ပြီးလက်သေးတွေနဲ့ကုတ်ရှိအကူကြီးတောင်းခဲ့ပုံပေါ်တယ်လို့ဆေးဆေးရက်တွေကဖြေထွက်လာတယ်ဒီအဖြစ်ပြက်ကြီးကြတော့ဒီကလေးလေးဟိုတနေ့ကပြောသွားတဲ့စကားကိုအမှတ်ရသွားတယ်ဒါအိမ်ပြန်ခြင်းနဲ့အိမ်မမေမေစောင့်နေတယ်တဲ့တေးကြတာပေါ့ဗျာလာတော့じゃသူမြေအောက်ထဲမှာနေခဲ့ရတာ သူ့ဘွားကြီးကျွတ်လပမလားလို့တွေးရင်ဇော်လန်းလေးကတော့ဒီမှာရင်ပြီးပါပြီလူကြီးမင်းတို့လည်းရေကမုံရောင်းရင်လူလားတရေလားသိချာမေးကြပါဦးလို့ပြောရင်ကျွန်တော်ရဲ့ horror story လေးတွေကိုနှစ်သိမ်းကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါအောင်ဗျာ